မော်တော်ကားအသွင်းပိုင်းလေသာကွန်ဒက်ဖုန်းနဲ့ CRN ကိုပြုပြင်အကြောင်းပြောင်းကာကွယ်ဆိုင်သိမ်းတာတွေကို ISO 9001လက်မှတ်ရနိုင်ငံတကာအသိပညာဤပညာတွေနဲ့အတူအကောင်းဆုံးဝန်ဆောင်မှုတွေကို Gala Global International Myanmar Service Center ကပေးနေပါပြီ။စားတော့ဟိုမင်သူတွေအနေနဲ့ဘဝဝင်ရုပ်လေးတွေကိုပါချစ်တတ်တယ်ဆိုရင်တော့ ီဆိုင်လေးဟာနိဗ္ဗာန်ဘုံလို့လည်းတင်စားနိုင်ပါတယ်။ဒီဆိုင်မှာတက်ဒီဘဲရုပ်လေးတွေနဲ့အတူ ကော်ဖီတောက်မုန်ဆာရင်အပန်းဖြေနိုင်တဲ့အပြင်တက်ဒီဘဲလေးတွေကိုမွေးစားနိုင်တယ်လို့လည်းဒီဆိုင်ကပြောပါတယ်။တက်ဒီဘဲလေးတွေကိုမွေးစားရဲဆိုတာဘယ်လိုမျိုးပါလဲ။ဒီအကြောင်းကိုဆိုင်မန်နေဂျာကူအောင်ကိုကရှင်းပြခဲ့ပါတယ်။ ဒီ terry belly ကိုလည်း customer အနေနဲ့မွေးစားခြင်းလေဆိုရင်ကျွန်တော်အနေနဲ့မွေးစားခြင်းပြုရပေါ့ဒီ terry belly မှာကျွန်တော်ကသူ့နာမည်လေးရှိမယ်နောက်ဒီ terry belly ကိုအခုဒီနိုင်ငံတိုင်းနိုင်ငံတိုင်းကိုခေါ်ဝါခြင်းလေဆိုရင်လေသူတို့ passport လေးလုတ်ပေးတာဒီကောင်လေးပေါ့ terry belly အကောင်လေးဒီကောင်စီမှာသူ့ရဲ့နာမည်လေးရှိမယ်နောက်ပြီးရင်သူ့ရဲ့မူတက်ကလေးလေးပေါ့ထည့်ထားရဲဒီလိုမျိုး passport လေးပါပေးတယ်အဲ့တော့ဒီ terry belly ဒီကောင်မွေးစားခြင်းလေဆိုရင် terry belly တစ်ခုလေးပဲရောင်းအောင်မို့သူ့ရဲ့ဒီနာမည်လေးရောဒီကောင်သူ့ရဲ့မူတက်ကလေးပေါ့အဲ့လို ော့ဒီပါလေးလည်းပါမယ်เนาะဒီဒီ passport လေးနဲ့ဆိုတော့တခြားတနိုင်ငံကိုခေါ်ွားခြင်းလည်းဆိုလည်းလွတ်လပ်မှုခေါ်ွားလို့ရရပေါ့အဲ့လိုကြီးချက်လည်းပဲအပြင်းစင်တာဒီဆိုင်လေးမှာရတဲ့ chocolate banana wafer လုပ်နည်းလေးကိုလည်းပြောပြခြင်းပါတယ်ဒါဟာ wafer လုပ်တဲ့ဆက်ရှိမယ်ဆိုရင်တော့ပိုအဆင်ပြေပါလိမ့်မယ် wafer ကိုစက်နဲ့5မိနစ်လောက်ပူပေးပြီးပန်ကာနဲ့ခဏလောက်အေးခံရပါမယ်။နောက်ပြီးတော့မှအပေါ်ကနေခရင်လေးတွေတင်းငပြောစည်းလေးတွေလှိစိုက်ပေးပြီ ချောကလက်အရေးလေးပါစမ်းပေးလိုက်ရင်တော့ချောကလက်ဘနာနာဝက်ဖယ်ရပြီဖြစ်ပါတယ်မစ္စတာဂျွန်အော်ဖနစ်ဆိုင်ဟာဘန်ကောက်မှာရှိပြီးသားဆိုင်ကိုဖရန်ခက်ယူပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီဆိုင်လေးမှာချစ်စရာကောင်းတဲ့နောက်ခံပုံမြင်လေးတစ်ပုဒ်လည်းရှိနေပါတယ်။ မစ္စတာဂျုံဆိုတဲ့အဖိုးတယောက်ဟာတော်ရဲသွားရင်ဝက်ဝင်လေးတစ်ကောင်ကိုမွေးစားမိရကနေဒီဝက်ဝင်လေးကိုကိတ်နဲ့ကွက်ကီးတွေလှုပ်ပြီးကျွေးမွေးခဲ့ပါတယ်။နောက်ပိုင်းဝက်ဝင်လေးတွေတဖြည်းဖြည်းများလာရကနေသူတို့တွေကိုကျွေးမွေးဖို့ဘဂရီဆိုင်လေးတစ်ဆိုင်ဖွင့်လေးခဲ့ပါတယ်။နောက်ပိုင်းဝက်ဝင်လေးတွေမွေးစားခြင်းသူတွေကိုလည်းမွေးစားခွင့်ပေးရကနေအခုလိုဆိုင်လေးဖြစ်လာတယ်လို့ပြောပြပါပါတယ်။